င်္ဂလာပါရှင်။ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြည်လုံးတော်မူသောကတဲ့ဘကိုးမျိုးဝင်းနေမိတိုင်အောင်ဆီကတော့လိုက်ပါလာတဲ့ဆက်ကားကိုစစ်တပ်ကလုံခြုံရေးရပြတ်ခတ်ခဲ့လို့အကြမ်းဖက်ပြောခွင့်ရဇော်မင်းထွန်းကဝန်ခံလိုက်ပါတယ်။ရေဖြူမြို့နယ်တိုက်ပွဲမှာစစ်တပ်က30ဦးထက်မနည်းသေးသွားပြီးစစ်တပ်ကတိုက်ပွဲနီးမြောက်ချောရွာကိုလေကြောင်းလက်နက်ကြီးတွေနဲ့ပြတ်ခတ်ခဲ့တဲ့သတင်းပါဝင်။နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ှဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်တစ်ပုတ်ကတော့မန္တလေးတိုင်းငဇုံမြို့နယ်မှာစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်လုံးတော်မူသွားခဲ့တဲ့ဘကိုးဝင်းနေမိတိုင်အောင်ဆရာတော်လိုက်ပါလာတဲ့ဆက်ကားကို စစ်ကောင်စီတပ်တွေကလုံခြုံရေးရပြစ်ခတ်ခဲ့လို့အကြမ်းဖက်ပြောခွင့်ရဇော်မင်းထွန်းကဝန်ခံပြောဆိုလိုက်ပါတယ်။မနေ့ကညပိုင်းကထုတ်ပြန်တယ်။အကြမ်းဖက်ဇော်မင်းထွန်းရဲ့ရုတ်တံဖိုင်ထဲမှာပထမဆုံးအကြိမ်ဖြစ်စစ်ကောင်စီဘက်ကဝန်ခံပြောဆိုလာတာလည်းဖြစ်ပါတယ်။ငဇုံနဲ့မြို့သားဒေသဟာ PDF တွေအရက်သားအယောင်ဆောင်၊ရွာသားအယောင်ဆောင်ဝင်ရောက်နေထိုင်ပြီးမိုင်းထောင်မိုင်းခွဲစက်ကြီးကောက်လုပ်နေတယ်လို့မြို့သားနယ်မြေရဲစခန်းကိုလည်းတိုက်ခတ်ခဲ့လို့ တေဆုံးသွားခဲ့ရတာကြောင့်စစ်တပ်ကလုံခြုံရေးဆောင်ရွက်နေချိန်မှာဆရာတော်တွေလိုက်ပါလာတဲ့အရက်သားဆက်ကားကအခုလိုပြတ်တန်းခဲ့တာဖြစ်တယ်လို့လည်းအကြက်ဖက်ဆောင်မင်းတို့ကပြောဆိုခဲ့ပါတယ်။ဒါကြောင့်ကားရက်ဖို့တာစီပီမိုးမော်ထောင်တနက်ဖောက်တဲ့အပြင်ကားကိုပါပြက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းအကြက်ဖက်ဆောင်မင်းတို့ကပထမဆုံးအကြိမ်ဖြစ်ဝန်ခံလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီလုံခြုံရေးဖွဲ့တွေကကံမရွာရဲ့ထိတ်ဖျားနီလမ်းပေါ်မှာကံမရွာဘက်ကမောင်းနေလာတဲ့အရက်နံပါတ်လိုင်စင်တက် စပ်အမျိုးအစားရင်တစင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ရင်ကိုရတ်တပ်ဖို့လုံကြိုရေးကားဘဝနေအော်ဟစ်တားစီးတာတွေလက်ပြတားစီးတာတွေလောက်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။နောက်ဆုံးတနတ်ကိုမိုးဘော်ထောင်ပြစ်ခတ်တားစီးခဲ့တယ်ဆိုတာလည်းသိရှိခဲ့ရပါတယ်။အရာကစကားကကြော်တက်မောင်းနေသွားတဲ့အခါမှာနောက်ကနေလည်းပြစ်ခတ်တားစီးခဲ့တယ်ဆိုတာကိုအကြံပြင်းသိရှိရပါတယ်။ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအသေးစိတ်ထပ်မံစီစစ်ဆန်းစစ်ပွားမှာ ဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအစ်စ်မြေအရာရှိတွေပါဝင်တဲ့စုံစမ်းဖော်ထုတ်အဖွဲ့ကိုဖွဲ့စည်းပြီးစုံစမ်းနေတာဖြစ်တယ်လို့စုံစမ်းဖော်ထုတ်ချက်တွေရတွေ့ရှိချက်တွေကိုလည်းအရေးယူသွားမယ်လို့လည်းဇော်မင်းထွန်းကထပ်မံဝန်ခံသွားခဲ့ပါတယ်မူလကဘကိုးမျိုးဝင်းနေမိတရားုံဆရာတော်ဟာ PDF တွေရဲ့ပြစ်ခတ်မှုကြောင့်ပြန်လည်တော်မူခဲ့တယ်လို့သတင်းလိမ်လည်ထုတ်ပြန်ခဲ့ပြီးမှလည်းစစ်ဘိုလ်စစ်သားတွေကဆရာတော်တွေရဲ့ကားကိုရရဆက်ဆက်ပြစ်ခတ်ပြီးဝင်းနေမိတရားုံဆရာတော်ပြန်လည်တော်မူခဲ့ကြောင်းကိုမျက်မြင်သက်သေဖြစ်တယ် ကံ30ဆင်ဆရာတော်ကြီးကမင်ကြားပြပါတာစစ်ကောင်စီကအခုလိုဝန်ခံလာတာလည်းဖြစ်ပါရဲ့ရှင်။ဘကောသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ဘကောတန်ဖြူးမြွနယ်ကျွမ်းနယ်ကုတ်ကျေးရွာကစစ်ကောင်စီတပ်ရဲ့အထိုင်စခန်းကိုတော်လန်းတွေကဝင်ရောက်တိုက်ခိုက်ရာမှာစစ်သားတအုပ်ဟာထေသွားပြီးလက်နက်နဲ့လက်နဲ့ခရမ်းတွေကိုတင်ဆက်ရရှိခဲ့လို့တော်လန်းသတင်းမြစ်ကပြောပြပါရစေ။အဲ့ဒီစစ်ကောင်စီအထိုင်စခန်းကိုဇွန်လ20ရက်နေ့ည7:00နာရီအချိန်လောက်မှာ ဝင်ရောက်တက်ခတ်ခဲ့တာဖြစ်ပြီးစခန်းကစစ်သားတွေအားလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့လည်းသိရှိရပါဗျ။အဲဒီတပွဲတွင်းမှာစစ်တပ်ဘက်ကတအူးဟာထိသွားခဲ့တာဖြစ်ပြီးတနက်နှစ်လက်နဲ့ခရမ်းတွေကိုတင်းဆက်ရရှိခဲ့လို့လည်းသိရှိရပါဗျ။အဲဒီတက်ခတ်မှုကို KNL ၊ပြည်သူ့ကာကွယ်ဖွဲ့ PDO ဖြူ၊ပြည်သူ့ကာကွယ်ဖွဲ့ PDO တရားဝတီခိုင်၊ပြည်သူ့ကာကွယ်တပ်မတော် PDF အာလာဝကစစ်ကြောင်းတို့ပူးပေါင်းတက်ခတ်ခဲ့ကြတာလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့တနင်္သာရီတန်းရေဖြူမြို့နယ်မှာအကျန်းဖက်စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပါပြီစစ်တပ်ဘက်ကအယောက်30ထဲမှနေဟာတေသွားခဲ့လို့ Moon State Revolution Force MSIF ကပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကပြောပါတယ်ဇွန်လ19ရက်နေ့မနက်ပိုင်းအချိန်မှာရေတဝဲလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ရေဖြူမြို့နယ်ရာဖူးကျေးရွာအုပ်စုမြောက်ချောကျေးရွာဘက်ကိုအင်အား140နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကျန်းဖက်စစ်သားတွေကို တော်လည်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲတိုက်ခတ်မှုအတွင်းမှာအကြက်ဘက်စစ်သားအယောက်30ထဲမနည်းရာတိတ်သွားတာဖြစ်ပြီးအယောက်20ခန့်ထိခိုက်ဒဏ်ရရှိခဲ့လို့နိုင်ငံကားကပြပြပါတယ်။အဲတိုက်ပွဲဟာမနေ့ပိုင်းကနေညနေ3နိုင်ခန့်ထိကြာမြင့်ခဲ့ပြီး MSIF ကရဲဘော်တို့ APSDF ကရဲဘော်တို့ KBDF ကရဲဘော်တို့ဟာမစိုးရိမ်ရဒဏ်ရာရရှိခဲ့လို့လည်းသိရှိရပါတယ်။အထင်နာသားတဲ့အကြက်ဘက်စစ်တပ်ကလေကြောလက်နက်ကြီးပစ်ကိုယူကအင်အားထပ်မံတိုးပြီးဆက်လက်ချီ တက်လာတဲ့အတွက်တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေဘက်ကပြန်လဲဆုတ်ခွာပေးလိုက်ရတယ်လို့လည်းနန္နကားကပြောပြပါဗျာ။အဲ့နောက်အကျန်းဖက်စစ်သားတွေဟာမြောက်ချောကျေးရွာအတွင်းကိုဝင်ရောက်သွားပြီးပြည်သူနေရင်တွေဈေးဆိုင်တွေကိုမီးရှို့ဖျက်ဆီးတာတက်ဆွဲထားတယ်လို့လည်းသိရပါဗျာရှင်။ စကန်းတက်တဲ့တဘောက်ကိုတင်ဆက်ပေးကြပါမယ်။စကန်းတန်စလင်းကြီးမြို့နယ်ချင်းတွင်မြစ်တွင်ဆက်တက်လာတဲ့စစ်သည်မောနှစီးကိုကြားဖြတ်တိုက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုရှိတယ်လို့ချင်းတွင်ဒိုင်းနမိုက်အဖွဲ့ကတာဝန်ခံကပြောပြပါရတယ်။စင်ပြူရှင်တရားမှာညအိတ်ခဲတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်သည်မောနှစီးဟာဇွန်လ21ရက်နေ့မှာချင်းတွင်မြစ်ကြောင်တိုင်းဆန်တက်လာခဲ့တာလည်းဖြစ်ပါရတယ်။အဲလိုဆန်တက်လာတဲ့စစ်သည်မောနှစီးကိုစလင်းကြီးမြို့နယ်တနေရာအရောက်မှာ တော်လိုင်းတပ်ဖွဲ့တွေကရှစ်ထွက်ပြောင်းတိုက်လက်နက်ငယ်နဲ့နှစ်ကြိမ်နေရာခွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။တိုက်ခိုက်မှုအတွင်းမှာအကြက်ဘက်စစ်တပ်ဘက်က ထိခိုက်သေးဆုံးမှုရှိပြီးစစ်တပ်ဘက်က အထိနာက60မမ .5 ဆက်လက်နဲ့ဆက်လက်ငယ်တွေ40မမလို့လည်းပြန်လည်တိုက်ခိုက်ခဲ့လို့လည်းသိရှိရပါတယ်။ ဒီတက်ခိုက်မှုကိုချင်းတွင်ဒိုင်းနမိုက်စလင်ကြီးရင်းမဘင်းခန်တရင်35တက်ခွဲ3တောင်ပန်းဒီအထုပြောက်ကြားတက်ဖွဲ့စလင်ကြီး Fighter 9 Forces စလင်ကြီးနဲ့ BNR တရင်3တက်ခွဲ3 Riot Brother မျိုးလုံးစစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်ဒီတစ်ခါမှာတော့အကျန်းဖယ်စစ်ကောင်စီတပ်ကဆစ်ရနာသိမ်းပြီးတဲ့နောက်မှာ KNU အုပ်ချုပ်ရေးနေမြေတွေမှာ စစ်ဘေးရှောင်ပြည်သူတသန်းကျော်ရှိလာပြီးပြည်သူ6သိန်းကျော်ကိုကရင်မျိုးသားစီယုံ KNU ကကူညီနိုင်ခဲ့တယ်လို့ KNU ဘိုဟိုကသတင်းထုတ်ပြန်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးတဲ့အချိန်ကနေစတင်ပြီး2024ခုနှစ်မေလအထိကော်သူးတွေအုပ်ချုပ်နေမြေတွင်နေရစွန့်ခွာထွက်ပြေးတင်းရှောင်နေရတဲ့ပြည်သူတသန်းကျော်အထိရှိလာခဲ့ပြီး KNU ကပြည်သူစုစုပေါင်း6သိန်းကျော်ကိုကူညီနိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးလဲစစ်ဘေးရှောင်ပြည်သူလူထုအားလုံး ောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရရှိအောင်လှုံ့ဆော်ပေးနေလို့လည်းခရဲညူကပြောပါရရှင်။ ဆက်လက်ပြီးတော့ဥရောပသမဂ္ဂ EU အနေနဲ့စစ်ဘေးသင့်ပြည်သူတွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေကြတယ်။စစ်ဘေးသင့်ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ယူရို15သန်းထပ်တိုးကူညီထောက်ပံ့ပေးသွားမယ်လို့ဇွန်လ20ရက်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ထပ်တိုးကူညီမဲ့ယူရို25သန်းဟာစစ်ဆောင်ပြည်သူတွေနဲ့စစ်ရေးအခြေအနေပြင်းထန်တဲ့ရခိုင်ပြည်နယ်ကတိုက်ပွဲတွေကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးရတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ ။အဲ့လိုထောက်ပံ့ရမှာလေအရေးကြီးလိုအပ်နေတဲ့စာနယ်ရိက္ခာတန်ရှင်းတဲ့တောက်ရဲ့အရေးပေါ်ကျမ်းမာရဲ့အထောက်ပံ့တွေမြေမြုံမိုင်းချင်းကြမှုတွေကို တုံ့ပြန်ရှင်းလင်းဖို့အတွက်အဓိကရည်ရွယ်အသုံးပြုသွားမယ်လို့လည်းဆိုပါရယ်အကြက်ဘက်စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာလူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ဒုက္ခသည်အယူတဲ့ဟာအရင်ကတန်းခန့်ရှိရာကနေ14.4တန်းတိတိတိတတတိုးလာလေလို့လည်း EU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်မြန်မာနိုင်ငံမှာ2021ခုနှစ်အကြက်ဘက်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာနိုင်ငံရဲ့အကြက်တွေကြောင့်ပြည်သူ18.6တန်းဟာအကူအညီတွေလိုအပ်နေပြီး ိုက်ပွဲတွေပုံမပြင်းထန်လာမှုကြောင့်စစ်ဆောင်ပြည်သူအရေအတွက်ဟာသုံးသန်းကျော်လာပြီဖြစ်တယ်လို့လည်းဥရောပသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဥရောပသမဂ္ဂက2021ခုနှစ်ကနေစတင်ပြီးလူသားချင်းစာနာထထမှုဆိုင်ရာအကူအညီတွေကိုပေးအပ်ခဲ့ကအခုနှစ်မှာယူရို36တန်းကိုပေးအပ်ခဲ့ပြီး2023ခုနှစ်အတွင်းကလည်းမြန်မာနိုင်ငံအတွင်းကဒုက္ခသည်တွေအပါအဝင်ရိုဟင်ဂျာဒုက္ခသည်တွေအတွက်စုစုပေါင်းယူရို68တန်းကိုကူညီထောက်ပံ့ပေးခဲ့လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ဘကိုးတိုင်းဒိုင်ဦးမြို့နယ်မှာ KTV သွားဖို့ထွက်ခေါ်လာတယ် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုမိုင်းဆဲတွက်ခတ်ခဲ့ရမှာ၃ဟာပြင်းထန်တဲ့ရှိခဲ့တယ်လို့ဒိုင်အိုဒက်ဖန့်စ်ဖို့ DDF ဖွဲ့ကတာဝန်ရှိသူတိုးကပြပြပါရယ်မနေ့ကဒိုင်အိုမြို့နယ်နှင်းဝေကျေးရွာကအုတ်ချုပ်ရိမှုပြူစောတီခေါင်းဆောင်နိုင်ဝင်းနဲ့အကြမ်းဖက်တပ်သားတွေဟာ KTB ကိုသွားဖို့ကားနဲ့ထထွာလာခြင်းအတွင်းလူမှုမြစ်တာတရားအနီးပေ150ခန့်အကွာမှာတော်လန်တပ်ဖွဲ့တွေကရှစ်ထွက်မိုင်း၃လုံးနဲ့ဖောက်ခွဲတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ်အဲဒီတက်ခတ်မှုအတွင်းမှာပြူစောတီခေါင်းဆောင်နိုင်ဝင်းစီးနှင်းလာတဲ့ကားဟာပျက်စီးသွား တ်သလိုကောင်းအောင်မှလိုက်ပါလာတဲ့ပြူစောဒီခေါင်းဆောင်နိုင်ဝဲတားဖြစ်သူနဲ့ညောင်လေးပင် ခမရ20ကစစ်သားတို့တို့ဟာပြင်းထန်ထန်ရရှိခဲ့ပြီးဒိုင်ဦးစေးုံကိုရောက်ရှိနေတယ်လို့လည်းသိရှိရပါတယ်ပြူစောဒီခေါင်းဆောင်နိုင်ဝင်းဆိုသူမှာကြက်ဝိုင်းဖဲဝိုင်းအန်စာကစားဝိုင်းစတဲ့လောင်ကစားမျိုးစုံကိုထောင်ကစစ်ကောင်စီကိုငွေရှာပေးနေသူတို့ဖြစ်တယ်လို့ကြေးရနေပြည်သူတွေပေါ်လဲအနိုင်ကျင့်ဗိုလ်ကျနေသူတွေဖြစ်တယ်လို့ဒိုင်ဦး Defense Force DDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရရှင် ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။